မင်္ဂလာနနက်ခင်ပါယေရှုကယူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ညတွဲပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ33ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်လေဓုရေသွေးကသာမန်ဖြစ်ပြီးတော့မှတနိတာလုံးတွေတိမ်တင်းတင်းမှတိမ်ထူတက်ပြီးတော့မှ နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ပြင်းစုံပူချိန်ကတော့33ဒီဂရီရှိမှဖြစ်ပါတယ် နိုင်စဉ်ဝိပုချင်းလင်းပြအောက်တိုဘာလ17ရက်စနေနေ့2025ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏ဒီကချက် ရှင်ယောဟန်ဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများအပိုင်း၁ဖတ်ရင်ကျမ်းချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး၁ခန်းငယ်၁မှ၄ရှေးဦးစွာကပင်ဖြစ်၍ငါတို့သည် ကိုယ်တိုင်ကြားလျက်ကိုယ်မျက်စိနှင့်မြင်လျက်စိစိကြည့်ရှု၍ လက်နှင့်ဆန်းတိုက်ပြီးသော အရာတည်းဟုသောအသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကိုသင်တို့အားကြားသားကြ၏ထိုအသက်သည်ထင်ရှားခဲ့ပြီးငါတို့လည်းမြင်ရကြပြီးမိတော်နှင့်အတူရှိဘူး၍ငါတို့အားထင်ရှားခဲ့ပြီးသော ထိုသာဝရအသက်ကိုငါတို့သည်သင်တို့အားတည်တည်ခံ၍ပြသကြ၏ငါတို့သည် ခမည်းတော်နှင့်၎င်းသားတော်ယေရှုခရစ်နှင့်၎င်း မိတ္တာယဖွဲ့ရသည်ဖြစ်၍တင်တို့သည်ငါတို့နှင့်မိတ္တာယဖွဲ့စီခြင်းကငါတို့ကြားမြင်ရသောအရာကိုတင်တို့အားပြတာကြ၏တင်တို့ဤဝဲမြောက်စရာကြောင့်ဆုံးလင်းစေခြင်းကလည်းဤအရာများကိုငါတို့သည်ရေးလိုက်ကြ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး၁ခန်းငယ်၄ထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့ဤအလင်းဖြစ်၏ဒီရှင်ယောဟန်ဩဝါဒစာပထမစာဆောင်၏အစမှာ ရားသခင်ရဲ့အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့တရားစကားတော်ကိုဖော်ပြထားတယ်။ဒီတရားမှာအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့တရားစကားတော်ဆိုတာကယေရှုခရစ်တော်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ကိုရောဟာဒီလောကကြီးအဖြစ်ခင်ကတည်းကရှင်သင်ပြီးသားဘုရားသခင်နဲ့တလုံးတဝရဖြစ်ပြီးသားဆိုတာကိုပြသတယ်။ရှင်ယောဟန်နဲ့တပည့်တော်တွေဟာကိုရောကိုကိုယ်တိုင်မြင်ရကြားရထိတွေ့ရုံသာမကဘဲနဲ့ကိုရောဟာဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတာကိုလည်း တည်ကြစွာသိရှိယုံကြည်နားလည်လက်ခံခဲ့ကြပါတယ်။ဒါတော့ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့သခင်ယေရှုခရစ်တော်သည်သာမန်လူသားတယောက်မဟုတ်ဘူး။ဟိုးကဘာဦးစကလေးကသိရှိခဲ့တဲ့ဖရာဖြစ်တယ်။ဒါကြောင့်ကိုရော့စကားကိုရော့တုံသင်ချက်တွေဟာအမှန်တရားဖြစ်ပြီးတော့မှကျွန်တော်ဘဝအတွက်အမြဲအားကိုးနိုင်တဲ့အရာတွေဖြစ်ပါတယ်။နောက်သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည်နေဆာသာဝရအသက်ဖြစ်တယ်။ပြမီးတော်နဲ့အတူရှိဘူးတယ်။ ရှင်ယောဟန်တို့ကလည်းထင်ရှားပြသခဲ့ပြီးတော့မှတပည့်တော်တွေဟာဒီအရာတွေကိုကိုယ်တိုင်မြင်တွေ့သက်သေခံကြကြတယ်။ရှင်ယောဟန်နဲ့တပည့်တော်တွေဟာခမည်းတော်နဲ့၎င်း၊သားတော်ယေရှုခရစ်နဲ့၎င်းသူတို့တွေဒီမိတ္တာယဖွဲ့ခွင့်ကိုရရှိတယ်။အဲဒီမိတ္တာယဖွဲ့ရတဲ့ခွင့်ကိုစာဖတ်တဲ့သူတွေ၊ယုံကြည်သူတွေကိုရရှိစေခြင်းနဲ့အရာလည်းဖြစ်ပါတယ်။အဲတော့ခမည်းတော်ဘုရားသခင်နဲ့သားတော်သခင်ယေရှုခရစ်ကိုမိတ္တာယဖွဲ့ခွင့်ရဖို့ရန်အတွက် ဒီအကြောင်းအရာတွေကိုသူပြောပြနေခြင်းဖြစ်ပါတယ်အဲ့လိုမျိုး မိတ္တရာဖွဲ့ရတဲ့ခွင်းသည်ပြည့်ပြည့်စုံတဲ့ဝဲမြောက်ခြင်းကို ဖြစ်ပွားစေပါတယ်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဘုရားသခင်နဲ့တိုက်ရိုက်ဆက်သွယ်ပြီးတော့မှ ပေါင်းဖော်ခွင့်ရတာဟာမိတ္တရာဖွဲ့ခွင့်ရတာဟာအကြီးမြတ်ဆုံးသောကောင်းကြီးမင်္ဂလာဖြစ်တယ်ဘုရားသခင်နဲ့မိတ္တရာဖွဲ့ခြင်းစုတောင်းခြင်းကျမ်းစာဖတ်ခြင်းကိုယ်ရဲ့စကားကိုနာခံလိုက်ဆောက်ခြင်းကနေဒီအရာတွေဖြစ်ပေါ်လာတဲ့ ဒီမိသေအဖွဲ့ချင်းကကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုပြည့်ပြည့်စုံနဲ့ဝဲမြောက်ခြင်းနဲ့ပြည့်စုံစေတယ်။ဘုရားဝိညာဉ်မှွေလျော်ခြင်းဆိုတဲ့ကောင်းကြီးမင်္ဂလာတွေကို စီစဉ်စေတယ်။ဒီဝဲမြောက်ခြင်းဟာလောကရဲ့အခြေအနေတွေပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့ဘုရားသခင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးမိသေအပေါ်မှာမူတည်တာဖြစ်တဲ့အတွက်ခက်ခဲတဲ့ကြားထဲမှာတော့မပြတ်မပြတ်ပဲတည်ရှိနေနိုင်ပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တက်တာမှလည်းခက်ခဲဒီဘလို့ပဲကြုံပါစေအသက်ရှင်တဲ့နှုတ်ကပတ်တော်ဒီဟူသောသခင်ရှုခရစ်ကိုကင်ဆွဲပြီးတော့မှဒီအရာတွေကိုသခင်ရှုပေးတဲ့ခွန်အားဖခင်သခင်ပေးတဲ့ကောင်းကြီးမင်္ဂလာတွေအပြင်ရင်ဆိုင်ကျော်လွှားအောင်မြင်ကြဖို့ရန်ဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရရှင်သခင်သာဝရမြတ်စွာသောဖခင်ဒီမနေ့ခင်အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ် မနေ့တိုင်းကယူနာရောတစ်ကိုခံစားရတယ်ကိုရဲတစ္ဆာရောကြီးမြတ်ကြောင်းကိုဝန်ခံပါတယ်ကိုရဲနာမရောသည်ကဘာဆက်ဆက်ဘုံကြီးတော်မူပါစေသောရခတ်သိန်းကိုဖန်ဆင်းသောရခတ်သိန်းကိုသိမြင်သောရခတ်သိန်းနှင့်တူရှိတော်မူသောရခတ်သိန်းကိုစီရင်ပိုင်တော်မူသောအဖသာဝရမြတ်စွာသောဘုရားကိုရဲနာမရောအားယူသည်လေးမြတ်ခြင်းရှိပါစေသောသာမုခန္ဓာကိုစိတ်ဝိညာဉ်သက်တာရေးရတီးတီးကိုလည်းကိုရောရဲ့ အုပ်ဆိုးခြင်းနဲ့ပြည့်စုံစေပါနိုင်ငံတော်တည်ထောင်စေပါကိုရော့လူရော့တိုင်းပဲအသက်ရှင်လျက်လူရော့ဒီကောင်းကောင်းမှပြည့်စုံတဲ့ကဲသို့ရေကြီးပေါ်မှာအသက်ရှင်သောသူတွေတည်တည်ဖြစ်စေဖို့လေကိုရော့ရှင်ပြင်ဆင်ကောင်းကြီးပေးသနာရမှုပါအပြစ်ရှိသည်များကိုလည်းလွတ်တော်မူလေတရမဆူတောင်းတဲ့သည်သည်ကိုနာညောင်းတော်မူပါသူသည်ဖြင့်မတရားနှိမ့်ဆက်ညှဉ်းပန်းခံရတဲ့သူတွေဖန်စီချုံနောက်ခံရတဲ့သူတွေ တည်တည်နဲ့ကိုရရှင်ပါရှိပါ မတရားအနိုင်ကျင့်ခံရတဲ့ဒီဘက်မှာကိုရရှင်ပါရှိလျက်လွတ်မြောက်ရတဲ့ခွင့်ငြိမ်းချမ်းရတဲ့ခွင့်ကိုကိုရရှင်ပြင်ဆင်ချပေးမာဇသနာတော်မူပါ သာမန်ပါပြည်ကြီးကိုလည်းကိုရရှင်ကဲတင်ကဲနှုတ်တော်မူပါမတရားမှုတွေတဲကတရားမြတ်တခြင်းတွေကိုပြန်လဲပြောင်းကိုရရှင်ပေါ်ဆောင်ပေးပါသာမန်နိုင်ငံကြီးကိုနာဇရက်မြို့သားယေရှုဖျံနာမဖြင့်သာမန်တို့ကောင်းချီးပေးပါရယ် အသက်ရှင်သောနှုတ်ကပတ်တော်သည်ဟူသောသခင်ယေရှုခရစ်တော်အားဖြင့်ကောင်းချီးပေးပါれအသက်ရှင်သောနှုတ်ကပတ်တော်ကိုယူဆောင်လျက်ကောင်းချီးမင်္ဂလာကိုဖြစ်ပွားစေတဲ့ယုံကြည်သူဖြစ်စေဖို့လည်းကောင်းချီးပေးပါရှင်ဒီထဲမှာစိုးရိမ်ပူပန်ခြင်းနှင့်ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ်ခြင်းနှင့်ထဲဖျားပေးတဲ့ခွန်အားတကူအစွမ်းတတ္တိဖြင့်ကောင်းဆုံးဆက်လက်သက်ရှင်သွားနိုင်သောယုံကြည်သူတွေခရိယံခေါင်းဆောင်တွေတင်းဥဆရာတွေ တည်တည်ဖြစ်စေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးသနာမှုပါအသင်းတော်ရဲ့အာဖြစ်မနိုင်ငံကြီးအလင်းလင်းစေပါလောကဘတ်တော်အာဖြစ်မနိုင်ငံကြီးအလင်းဖြစ်စေပါကိုရောတာမှုတည်တည်ကိုကောင်းကြီးပေးပါတောတောင်ထဲမှာပြေလွှာပုန်းဆောင်နေတဲ့မြို့ပေါ်မှာဆစ်ပေးဆောင်နေတဲ့တွေအားလုံးကိုလည်းကိုရရှင်ကြီးစုကြားနဲ့လုံလောက်တဲ့စာဝတ်နေရေးအမူကာရိတ်ခါလွတ်လပ်တဲ့ခွင့်မြောက်ကိုရရှင်ပြင်ဆင်ပေးပါ။တာမီဗန်နိုင်ကြီးရဲ့အဟိတန်ကြီးတွားတဲ့ငိုကြွေးတဲ့ တွေးမြင်ကြတဲ့ຢာတွေဘုရောဆူတောင်းတန်တွေကို ခရရှင်နာညာလည်းမပီကြီးကိုဒီနေ့ပင်လွတ်လပ်ခြင်းခွင့်ကိုပေးပါမိအကြောင်းသခင်ရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြှုပ်လျက်ဆုတောင်းကြပါရဖျားအာမင်